မွန်ပြည်နယ်ဘီလင်းမြို့နယ်မှာစစ်ကောင်စီတပ်မိုင်းဆွဲတိုက်ခတ်ခံရတာကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်3ဦးသေဆုံးခဲ့ပြီးအဲ့ဒီဖြစ်စဉ်အတွင်းစစ်တပ်ပစ်ခတ်မှုကြောင့်အယက်သား2ဦးသေဆုံးခဲ့ရတယ်လို့ဒေသခံတွေကတန်လင်းထမ်းမှုပြောပါရယ်ပြီးခဲ့တဲ့ဇွန်လ9ရက်နေ့နေ့လယ်2နာရီအချိန်ခန့်ကအလူးလေးကျေးရွာရန်ကုန်မော်လမြိုင်ကားလမ်းဘေးမှာကင်းမုံဝှက်ပြီးပြန်လာတဲ့စစ်ကောင်စီရင်နှန်းကိုတော်လိုင်းတပ်ဖွဲ့တွေကမိုင်းဆွဲတိုက်ခတ်ခဲ့ပါရယ်မိုင်းဆွဲတိုက်ခတ်ခံရတာကြောင့် ဘီလီမြို့နယ်အခြေဆိုင်အမှတ်3ချင်းမြန်တန်ရင်းကတပ်သား2ဦးဟာတေဆုံးသွားခဲ့ပြီးဗီဂိုကားတစ်စီးပျက်စီးခဲ့တာပါအဲ့ဒီနေ့9နာရီအချိန်ခန့်မှာလဲဘီလီမြို့နယ်တောင်စုံကျေးရွာတန်တရာနီလမ်းစင်မဲရင်တွေဆစ်ဆင်းနေတဲ့စစ်ကောင်စီပူပေါင်းဖွဲ့ကိုတော်လန်အစ်တပ်ဖွဲ့တွေကမိုင်းဆွဲတိုက်ခတ်မှုတွေထပ်မံပြုလုပ်ခဲ့ပါတယ်အဲ့ဒီဖြစ်စဉ်အတွင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တဦးတေဆုံးခဲ့ပြီးတော့ရဲတပ်ဖွဲ့ဝင်တဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဘီလီမြို့နယ်အခြေဆိုင်တော်လန်အစ်တပ်ဖွဲ့တွေထံကနေသိရပါတယ် မိုင်းဆွဲခံရတဲ့စစ်ကောင်စီပူပေါင်းဖွဲ့ဟာခြံကနေပြန်လာတဲ့အသက်52နှစ်အရွယ်ဒေသခံဦးစော်ဟင်းအောင်ကိုအကြောင်းမဲ့တနက်နေ့ပြစ်ခတ်တပ်ဖြတ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ဘီလင်းမြို့နယ်အတွင်းစစ်ကောင်စီပူပေါင်းဖွဲ့တွေကအခုရက်ပိုင်းတွင်လိုင်စင်မဲ့ရင်တွေကိုပိတ်ဆို့ဖမ်းဆီးတာတွေစရိုက်လှုပ်ဆောင်နေရလဲဖြစ်ပါတယ်။